30ကိစ္စနဲ့ဝေဖန်ခံရပေမဲ့ပြည်သူတွေကမြန်မာနိုင်ငံရဲ့မိခင်ကြီးတဦးအလားပန်းကုံစွတ်ကဂုံပြုတ်ခံခဲ့ရတဲ့ခိုင်နှင်းဝေးပြည်သူများလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကပြည်သူတွေကိုစောင့်ရှောက်တဲ့မိခင်ကြီးအဖြစ်ပန်းကုံစွတ်ကဂုံပြုတ်ခံရတာကတော့တရုတ်ဆောင်မင်းသမီးခိုင်နှင်းဝေးပါအစောပိုင်းမှာတော့ခိုင်နှင်းဝေးတယောက်တော်တော်လေးကိုဝေဖန်ခံရတာပါအထူးသဖြင့်ခိုင်နှင်းဝေးဟာမှားလွဲတဲ့ငွေသိန်း30ကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်ခံခဲ့ရပါတယ် အရင်တုန်းကဆိုရင်တော့ခန်းနေဝေကိုအားလုံးကလေးစားခဲ့ကြပါတယ်။အထူးသဖြင့်ခန်းနေဝေဟာဆုံးပြရင်သွေးကလေးတွေကိုကိုယ့်ရဲ့ရင်သွေးလေးအရင်လိုပြုစုဆောင်ရှောက်နေရတာတကြောင်မြန်မာနိုင်ငံမှာသဘောဝဘေးအန္တရာယ်ကြောက်ရောက်ရင်ကုညီတာကတကြောင်တို့ကြောင့်ခန်းနေဝေကိုလေးစားကြပါတယ်။ အထူးသဖြင့်တော့ခန်းနေဝေဟာမြန်မာနိုင်ငံကရေးပေးတဘောဝပေးတိမ်ပေါင်းတောင်းချီအလူခံကပြန်လည်လူတန်းနေကြလို့လည်းပြည်သူတွေရဲ့ချစ်ချင်းမြတ်တာတရားတွေကိုရရှိထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့လပိုင်းကမတ်ရှားထက်နယ်ဆိုတဲ့အထင်ဆိုင်ပိုင်ရှင်စီကနေငွေ29သိန်းကိစ္စမှာလူရီဝေဘန္နာကိုပရိုက်တာမိခင်ကြီးခန်းနေဝေကခံခဲ့ရပါတယ်။ဒါအပြင်လူရီဟာခန်းနေဝေရဲ့အလွဲမားတွေကိုထောက်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါကြောင့်လေတချို့သောသူတွေဟာခိုင်နှဝေးရအရင်ကလိုအလူငွေတွေမရတော့ဘူး။သူမရဲ့ပရိုက်တာလုပ်ငန်းတွေကတိုးတက်လာမှာမဟုတ်တော့ဘူးလို့ထင်ကြီးပေးနေကြတာပေါ့။ဒါပေမဲ့လည်းခန်းနှင်းဝေကိုတချို့ကမုံကြပေမဲ့တချို့ကလည်းအခုတည်းချစ်နေကြဆဲဖြစ်ပြီးတော့အလူငွေတွေဟာဆိုရင်လည်းသိန်းပေါင်း30ကျော်ထိတောင်ရရှိနေရလို့သိရပါတယ်။ဒါအပြင်ခန်းနှင်းဝေကိုပြည်သူတွေကပန်းကုန်းတွေနဲ့တောင်မှကြိုးစိုးနေရကိုလည်းမြင်ရပါတယ်။ပြည်ခဲ့တဲ့ရက်ပိုင်းမှာဆိုရင်ခန်းနှင်းဝေဟာစက်သိန်းပေါင်း9600ကိုလူတန်းခဲ့ရပါဗျ။ အထူးသဖြင့် Brighter မိခင်ကြီးခန်းနေဝေးဟာငလင်တန်ခံခဲ့ရတဲ့မန္တလေးမြို့တန်လျက်မော်တောင်ရက်ခွက်ကတိုက်တန်းတွေအတွက်အိမ်တောင်စု380စာကိုတိုင်အိမ်တောင်မှာငွေကျပ်30နှုန်းနဲ့စုစုပေါင်းသိန်းပေါင်း8600တိတိကိုလှူဒန်းခဲ့ပါတယ်။ဒီလိုမျိုးလှူဒန်းခဲ့မှုတွေကြောင့်ပြည်သူတွေဟာသူတို့ရဲ့အခန်းတွေကိုပြန်လည်ပြင်ဆင်ပြီးတော့နေထိုင်နိုင်ခဲ့စားတဲ့အတွက်ပီတိဖြစ်ရတယ်လို့ခန်းနေဝေးကဆိုပါတယ်။ တရုတ်ဆောင်ခန်းနေဝေကိုငလင်ဘေးတင်ခံခဲ့ရတဲ့ပြည်သူတွေကိုအခုလိုမျိုးလူတန်းခဲ့ရာကြောင့်ပြည်သူတွေကလည်းအိုးစီဘုံမောင်းပန်းကုန်းတွေနဲ့ကြိုးစုံဂုံပြုခဲ့ကြတာကိုတွေ့ရပါတယ်။ဒါအပြင်ခန်းနေဝေကလူတွေသိကျင်နေကြတဲ့သူမဟာအလူငွေတွေကိုဘလို့သုံးစွဲနေတယ်လေဆိုတာနဲ့ပတ်သက်ပြီးတော့အခုလိုပဲရှင်းပြခဲ့ပါတယ်။ခိုင်နေဝေကသူမဖွင့်ထားတဲ့ရင်သွေးလေးများဂေဟာရဲ့အတုံးစရိတ်ကတလောက်ကိုသိမ်းရကြောကုန်တယ်လို့ဆိုပါတယ်။ ဒါအပြင်ကလေးတွေနေမကောင်းဖြစ်တဲ့အခါတွေမှာဆိုရင်နှစ်ဆပိုကုန်တယ်လို့ပြောပြခဲ့ရပါခန်းနေဝင်ရင်သွေးလေးများကြီးရမှာကလေးတွေကကြီးလာတော့စားအားလည်းပိုများလာတယ်ပိုကုန်လာတယ်လို့ဆိုပါတယ်ကလေးတွေကြီးလာတာကြောင့်ထိန်းဖို့အတွက်ဝန်တန်းတွေလည်းပိုထင်းရတယ်လို့ဆိုပါတယ်သူမဘက်ကတော့ခင်ရနဲ့ပတ်သက်ပြီးတော့ပတ်စံ900တထောင်ကအစာအပိုမသုံးမင်းတက်နိုင်တဲ့လောက်ချွေတာသုံးတယ်လို့ဆိုပါတယ် ခိုင်နေဝေကတော့တချို့တွေကကျမကိုမင်းသမီးပဲပြေဆုံးပါပဲပတ်စံရှိမှပဲဆိုပြီးတော့အထင်ကြီးကြတယ်ပတ်စံရှိရမရှိရကကိုယ့်ရဲ့ personality နော်တသက်ခွဲထားတယ်ကလေးတွေနဲ့ပတ်သက်လာရင်တော့ပြေဆုံးတယ်လုံလောက်တယ်ဆိုတာမရှိပါဘူးအမြဲအလူခံနေရပါကလေးတွေကြီးလာရင်ဆိုပြီးတော့ပတ်စံတွေစုထားတာတွေရှိရလို့လည်းပြောပြခဲ့ပါတယ်ပရိသတ်တွေကရောပရိသတ်မင်းသမီးကြီးခိုင်နေဝေကိုလေးစားမိကြလားဆိုတာပြောသွားခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်